မင်္ဂလာပါရှင်။ရောင်းခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။တာကိုလေတက်ကိုရော့တိုက်တုံးနေတဲ့ပြေကတ်မှုခဲရဲနဲ့ပုံကိုတော့ထိမှန်ပြီးလုံကြုံရေးယူသူချောက်အသေးဆုံးကဲဥစုံပကိုးတိုင်းတာကိုလေတက်ကိုရော့တိုက်တုံးနေတဲ့ပြေကတ်ရောက် ခဲရနဲ့ဘုံကိုတောင်ကိုတိမှန်ပြီးစစ်တပ်ဘက်ကလုံခြုံရေးယူသူကြောင့်အသေးဆုံးခဲ့ကြောင်း Brave Warrior Form မြန်မာအဖွဲ့တောင်းရှိသူကပြောတယ်ဒီဇင်ဘာလ9ရက်နေ့ည9:55မိနစ်ချိန်တာကူမြို့ရှိအာနာသိန်းစေုပ်ဆွဲကေတုမဒီလေးတဲ့တွင်မှရှိစီလောင်ကန်ဒီကိုအဓိကပြစ်မှတ်ထားပြီးတရားခွန်မှာရှော့တိုက်တုံး6လုံးနဲ့ပြစ်ခတ်တိုက်ခါရလေတဲ့တွင်ကိုကြောင်းပေါက်ွဲပြီးထပ်စစ်ပေါက်ွဲတန်နေကြကြောင်းလင်းရင်ခဲရနဲ့တန်စာကိုတောင်းထိမှန်ပြီးပေါင်150ပေါင်200ပေါင်300ဘုံသီးရေကိုတောင်းဖြည့်ပေါက်ွဲမှုပြင်းထန်ကနိုင်ဝက်ခန့်ကျော် တ်မြအောင်ပောက်ကွဲခဲ့ကြောင်းသိရပါတယ်ဒီဇင်ဘာလ10ရက်နေ့နေ့ကနေ9ရက်နေ့နဲ့17ရက်နေ့ကြာမှလည်းပောက်ကွဲတန်နေထွက်ပေါ်ခဲ့ကြောင်းရှော့လိုက်တုံထိမှန်ခဲ့တဲ့ဂိုဒေါင်နဲ့ဝင်းကျင်ဂိုဒေါင်တွေမှာအကင်းမသေးသေးတဲ့ရန်တွေမှာပြင်းထန်လေးချိန်ပြင်းထန်စွာပောက်ကွဲခဲ့ကြောင်းပောက်ကွဲတန်တွေကိုတောင်ကူမြို့ရဲ့နေရာတော်တော်များများမှာကျဲလောင်စွာကြားရကြောင်းထိုဂိုဒေါင်ပောက်ကွဲမှုကြောင်းအစရလင်းစင်ပြီးတခြားလင်းကွင်းနေရာတွေထိမှန်ခဲ့မှုရှိကြောင်းသိရတယ်။ရင်းအပြင်ရှော့လိုက်တုံထိမှန်ပောက်ကွဲမှုကြောင်းခဲယဲဂိုဒေါင်နီလုံခြုံရေးတာဝန်ယူထားတဲ့6ဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိကြအောင်လေတပ်တစ်ဖက်ဝင်တဲ့မိသားစုဝင်တွေကိုအပြင်ထွက်ခွင့်ပိတ်ထားပြီးလိုင်းကမ်းတွေမှာဖုန်းတွေကိုလိုက်လံဆင်ဆင်းနေခြင်းဖြစ်ပါတယ်။အဆိုပါရှော့တိုက်တုံးနဲ့ပြစ်ခတ်တဲ့မင်းရှဲရွေချက်ပြင်းပတ်တွေမှာစီလောင်ကန်ဖြစ်တော်လဲထိမှန်မှုရှိကြောင်းကြားသိရခြင်းမရှိသေးပဲတခြားပြက်စီရတာရှိတဲ့အတွက်နောက်ကြိမ်များမှာပုံမှုထိရောက်စေချိုးပန်းတော်မူဖြစ်ကြောင်းသိရတယ်။ဆလဘီချောင်းမြို့ထွေရုံနဲ့ဘောလုံးကွင်းတွင်းကနေလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်နေတဲ့စေအုပ်စုကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုထိခိုက်ဒိဆုံးမှုရှိနိုင် ။စကိုင်းတိုင်းချောင်းမြို့ထွေရုံနဲ့ဘောလုံးကွင်းတွင်ကနေလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်နေတဲ့စစ်အုပ်စုကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရစစ်သားတွေထိခိုက်ဒိဆုံးရှင်နိုင်ကြောင်းစကိုင်းခေအမတ်တီရှင်နဲ့ကဒရုန်းတက်ရင် STD ရဲ့တပ်ဖွဲ့မြေပြင်ထောင်လိုင်းတောင်ကန်ရဲဘော်မဝေကပြောတယ်။ဒီဇင်ဘာရှင်းနဲ့မိုးလက်နှစ်နာရီနဲ့30မိနစ်ထိချောင်းမြို့ထွထွေအောက်ချုပ်ရေးမှူးရုံးနဲ့ဘောလုံးကွင်းတွင်းကနေလက်နှက်ကျင်းတဲ့ရန်တပ်ပစ်ခတ်နေတဲ့ဂျန်ဖက်စစ်အုပ်စုကိုဖစ်ဝင်းဒရုန်းအနေနဲ့ပုံချောင်လုံးကျဲချတိုက်ခိုက်ရဂျန်ဖက်စစ်သားတွေထိခိုက်ဒိဆုံးမှုရှိပြီးပစ်ခတ်နေတဲ့လက်နှက်ကြီးချတာကစကန်တွင်းပြေးဝင်သွားကြောင်းသိရတယ်။ အဆိုပါတိုက်ခိုက်မှုကိုဇဂိုင်းခေအမတ်တင်းရှင်းနှင်းကဒရုန်းတပ်ရဲ SCDF CHO PDF နဲ့ဖိုးဂိုင်လာဖိုရူပူပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့နှင့်ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ပြည်သူတွေအနေနဲ့စေးသတင်းတွေကိုသေချာလေးနားထောင်ပေးပါလို့သတိပေးခြင်းနဲ့ကျွန်တော်တို့ဘက်မှမြို့ပေါ်ကနေလက်နက်ချင်းနဲ့ခဏခဏပြစ်ပြစ်နေရောမိဘပြည်သူတွေအနေနဲ့အထူးကူးဆိုင်နေထိုင်ပေးစေခြင်းနဲ့ဆောင်းရွက်လျက်ရောက်ပြီးဆိုတော့ကျန်းမာရေးလုံခြုံရေးအထူးကူးဆိုင်ကြဖို့မှာခြင်းနဲ့ ဂျပန်စစ်တပ်ကလက်ရှိချောင်းမြို့နယ်ကြေကောင်းကျရာကိုစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတန်ခါတော်နဲ့ပြည်သူတွေကိုတပ်ဖြတ်ခြင်းကျေးရွာကိုမိရှို့ခြင်းနဲ့ပြည်သူပိုင်အဖို့တန်ပစ္စည်းကိုလူရဲခြင်းတွေလှုပ်ဆောင်နေတဲ့ဖြင့်ထောင်ချီသောပြည်သူတွေမှာဆေးပေးရှောင်နေရကြောင်းဒေသပြည်သူတွေကပြောပါရယ်ဆက်လက်ပြီးရဲသားတွေဆေးကုသမှုခံရတဲ့မြောက်ဦးစေုံကျေးကိုစစ်တပ်ကပေါင်းနေရပုံနှလုံးကျဲချမှုပြည်သူ33ဦးသေဆုံးအများအပြားတန်ရာ ။ရခိုင်ပြည်နယ်မြောင်မြွနယ်မှာပြည်သူတွေဆေးကုသမှုခံရတဲ့မြောင်ဆေးရုံကြီးကိုစစ်တပ်ကပေါင်း900ပုံနှလုံးကျဲချရာမှာလူ33တင်ဆောင်ကအများအပြားထိခိုက်ဒဏ်ရာရှိသွားကြောင်းရခိုင်ဒေသမှာလူမှုကွန်ရက်အရေးဆောင်ရွက်နေရဆိုင်ဆရာဝင်းအောင်ကပြောတယ်ဒီဇင်ဘာလ10ရက်နေ့ည9:23မိနစ်ချိန်ဂျပန်စစ်တပ်ကမြောက်မြွတ်နယ်ရှိပြည်သူတွေစေကုသမှုခံရတဲ့ပြည်သူဆေးရုံကြီးကိုတိုက်လေတစည်းနဲ့ပေါင်း9ပုံနှလုံးကျဲချပြည်သူ33ဦးသေဆုံးပြီးဒဏ်ရာရရှိသူအလွန်များပြားကြောင်းသိရတယ်သေဆုံးသူက30လောက်အထိပြုလို့ရဒဏ်ရာသူတွေမှာလည်းဒဏ်ရာပြင်းထန်တွေများလို့သေဆုံးသူတိုးလာနိုင်တယ် ဆဲရုံတစ်ခုလုံးကတော့ရစရာမရှိအောင်ပြည့်စည်သွားပါတယ်။စာရင်းဆရာဝင်အောင်ကလည်းတင်ဆောင်သူ33ဦးရှိပြီးတရားရရှိသူများပြားကြောင်းပြောဆိုပါတယ်။စစ်တပ်ကလင်းနဲ့ဖုံးစဲမှုကြောင့်မြောက်ဆင်ုံကြီးတစ်ခုလုံးမီးလောင်ကျွမ်းသဖြင့်ညာရင်းချင်းငိမ့်သက်ခဲ့ရာကြောင်းကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုံဆောင်ခဲ့တော့လဲနောက်ထပ်လင်းရင်နဲ့ဘုံလာကျဲနိုင်ပြီးတတိနဲ့ဆောင်ရွက်ခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်။ ဆက်လက်ပြီးအားရချီတဲ့ဒီဆက်မဲ့ဝါစစ်ကြောင့် KNL တက်မှလေးနဲ့ပြန်တဲ့ပူပေါင်းကင်မျိုးသားစိယုတ် KNU မိတ်တွေ KNG မျိုးသားလူမျိုးရေးတက်တော့ KNL တက်မှလေးနဲ့တူစီရေးပေါ်ဆောင်နေတဲ့ဒီဆက်မဲ့ဝါစစ်ကြောင့် KNL လောက်ခံတက်ပြပူပေါင်းလာကြောင်းကင်းသတင်းမြစ်ကပြောတဲ့အရင်က KNL တိုင်းစတေလောက်ခံစစ်ကြောင့်တခုဖြစ်တဲ့ဒီဆက်မဲ့ဝါစစ်ကြောင့်ဆရာနာသိန်းစာက KNL တက်မှလေးကစီရေးပေါ်ဆောင်မှုမလုပ်တာနဲ့ပတ်သက်ပြီးသဘောထားကွက်လက်ကတိကျရက်တရမှာ2025နှစ်ကုန်ပိုင်းမှာ KNL အတွက်ပြန်လည်ရည်တည်ခြင်းဖြစ်ပါတယ်။ စည်ရေးဖွံ့ဆောင်တာဟာစွတ်တင်ပြင်ဆင်ပြီးမှလုံဆောင်မှုကိုကောင်းဆောင်နေရစင်းစားချက်ကိုအောက်ခြေကတိုင်းတစ်ဖွဲ့ကနားလည်မှုကိုလည်းပြီးတိစက်မဲ့ဟွာစစ်ကြောင်းခွဲတက်ပြီး KTL တစ်စိမ့်တက်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ KNL အနေနဲ့အပြစ်တင်တာမရှိသလို2023 2024မှာတမဟာလေးပဲစည်ရေးဖွံ့ဆောင်မှုတွေပေါ်တိစက်မဲ့ဟွာစစ်ကြောင်းလည်းစစ်မြင့်ပြင်းမှာအတူပူပေါင်းဆောင်ရွက်ခဲ့လို့ကရင်သတင်းမြစ်ကပြောတယ်။ ေးဆက်မဲ့ဝါဆက်ကြောင်းအင်အားလေးရကျော်လောက်ရှိဆက်ကြောင်းဖြစ်တယ်လို့ပြောတယ်ဘူပေါင်းဆက်ကြောင်းဆိုတာမျိုးမျိုးရှိတယ်တိုင်းသားပေါင်းစုံတွေပါမယ်တဝဲသားတွေလည်းပါမယ်ပိတ်သားတွေလည်းပါမယ်တခြားတိုင်းသားဗမာလူမျိုးတွေလည်းပါမယ်ကရင်တွေလည်းပါမယ်ကရင်နောက်မှကရင်ဖြူတွေပြီးတော့အဲ့လိုမျိုးလူမျိုးပေါင်းစုံဖွဲ့စည်းတဲ့စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့စေအေးပေါ်ဆောင်တဲ့ပိုင်းမှာတော့ကန်နယ်လေးတက်မှလေးတိုင်းဆက်တဲ့စစ်စင်အေးပေါ်ဆောင်မှုအောက်မှာပဲလို့သိရတယ် အဲ့ဒီထိစမ်းမဲ့ပါစေကြောင်း KNL လေးနဲ့တူပြန်လဲပူပေါင်းလာမှုနဲ့ပတ်သက်မေးမြန်းမှု KNU မိတ်တွယ်ခရိုင်ပြောရေးဆိုခွင့်ရှိသူတန်းဆက်သွယ်ထားခြင်းဖြစ်တဲ့ KNU မိတ်တွယ်ခရိုင်မောတောင်မျိုးသိန်းစစ်စင်သတင်းထုတ်ပြန်ချက်စစ်စင်မှာပါဝင်တဲ့ဒေါ်လာ1တဖွဲ့ရင်းမျိုးကိုဖော်ပြရမှာ KNL လေးထိစမ်းမဲ့ပါတဲ့အမျိုးကိုဖော်ပြထားပါတယ်။စေရပြန်လဲတိမှတ်ပြဖို့တပိုင်းဆိုင်ရာလှုပ်ထုံလုပ်နေရ ဆက်လုသွားမယ်လို့လည်းသိရတယ်သူတို့ကအင်အားများတယ်ဆိုတော့တက်မှာလေးရဲ့စေဦးစေအောင်မှာပဲပြန်လဲပြီးတော့ဘလို့ဖွဲ့စည်းရမယ်ဆိုရဲဟာအဆောင်ကြည့်ရမယ်တိုင်းတင်းအနေနဲ့ပြန်လဲပြီးဖွဲ့မလားအခုလိုပဲ KNL တက်မှာလေးရဲ့အလောက်ခံစစ်ကြောင်းတစ်ကြောင်းအနေနဲ့ပြန်လဲဖွဲ့စည်းမလားဆိုတာသူတို့ခံယူချက်သူတို့လိုလားချက်ပေါ်လိုအပ်တယ်လို့လည်းသတင်းမြစ်ကပြောပါတယ် သူတို့ကမူရင်းခက်ကဲရနယ်လေးဖြစ်တဲ့တစ်ချိန်ကနားလည်မှုလွက်ခဲ့လို့ရှင်းရှင်းပြောရမယ်ဆိုရင်အဲဒီချိန်မှာတပ်မဟာလေးမြေကိုဆစ်စင်ပေါ်ဆောင်တဲ့ပိုင်းမဲ့အထက်ကောင်ဆောင်တွေကခွင့်ပြုချက်မရဘူး။ဘာဖြစ်လို့ခွင့်ပြုချက်မရလဲဆိုစစ်ရေးတစ်ခုပေါ်ဆောင်တဲ့ကပြင်ဆင်မှုတွေလိုအပ်တဲ့အတွက်အထက်ကောင်ဆောင်တွေကစစ်ရေးပေါ်ဆောင်တဲ့ပိုင်းမှာခွင့်ပြုချက်တွေမရခဲ့လို့သူတို့ကသူတို့နေနာနဲ့ KTL လေးရဲ့အမည်တက်စစ်ရေးပေါ်ဆောင်နေ။အဲမဲ့2023 2024မှာကြောင်း KNL ရဲ့စေယုဆောင်မှုအောင်မှာပဲတောင်းလျှောက်ဆက်စည်ပေါ်ဆောင်မှုရေလုံးတော့အဲ့လိုမျိုးနားလည်မှုကွဲလဲတာကိုသူတို့ပြန်လဲတုံးသက်ပြီးတော့သူကသူတိမက်ပြု ပြီးတော့ဒီလိုမျိုးကိန်းသတင်းမြက်ကရှင်းပြရတယ်။ KNL တက်မှလေးနဲ့ဒေါ်လိုင်းဘွားတဖွဲ့တွေဟာမြန်မာထိုင်းနဲ့ဇမ်မြို့ချို့ပါဝင်နေတဲ့စကန်နီပြောစကန်နီကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့လက်တလောစစ်ကောင်စီရဲ့တနင်္သာရီတိုင်းတွင်ထိုးစစ်တွေကိုလည်းအတူတူပူပေါင်းခုခံတိုက်ခိုက်လျက်ရှိပါတယ်။ဆလဘီမြောင်မြို့စေုံဘုံကျဲခံမူလာသားရွယ်ကလေးငယ်ပါဝင်တင်ဆောင်သူ33ဦးထိတိုးလာပြီး80နီးပါးတန်ရာရ ။ရခိုင်ပြည်နယ်မြောင်မြို့စံကိုယမနေ့ညကစစ်တပ်လေးကြောင်းကနေပုံကျဲအမလာသားရွယ်ကလေးငယ်နဲ့ကဝင်ဆောင်နဲ့ပအဝင်တိမ်ဆောင်သူ33ရှိလာပြီးဒဏ်ရာရသူ80နီးပါးနဲ့29ဦးအသက်နေဆုံးရအနေထားနဲ့ဆေးကုသနေရပါတယ်။နိုင်ငံတကာလူ့ခွင့်ရေးဖြစ်တဲ့ဒီဇင်ဘာလ10ရက်ည9:23မိနစ်မှာစစ်တပ်ကဂျက်ဖိုင်တာနဲ့ပေါင်ကားပုံကျဲထွားဖြစ်တဲ့ကနောက်သတင်းတွေမှာဆယ်ဦးခန့်တင်ဆောင်ပြီးအများပြတဲ့အရရသွားကြောင်းအရက်ခတ်တော်အေးဘက်ကဗိုလ်ဖူးညမှာထုတ်ပြန်ခဲ့ပေမဲ့ အခုမနက်မှာအသေဆုံးသူ33ဦးထိတိုးလာခဲ့ရဖြစ်တယ်။လာသားရွက်ကလေးလည်းပါတယ်။ကိုဝင်ဆောင်နဲ့လည်းပါတယ်။တရားပြင်းထန်တဲ့တွေကဆိုရင်ရတယ်။အသေဆုံးသူကထပ်တိုးလာနိုင်တယ်။မနက်9:00ခန်းကဒီရရှိတဲ့သတင်းချက်လည်းရအသေဆုံးသူ33ဦးတရားပြင်းထန်သူ28ဦးအလက်စားငက်စားတရားရသူ49ဦးရှိပြီးထိခိုက်သေဆုံးသူစုစုပေါင်း109ဦးထိရှိပါတယ်။အစိုးရဆုံးဆိုးလိုက်ပြုံလိုက်တပြက်မှုဖြစ်တယ်လို့တိုင်းဒေသကြီးဆိုင်နေဆရာကြီးဆရာဝန်အောင်ကလူမှုကွန်မရေးသားတယ်။ စစ်တပ်ဝါရဖြန့်ချေ Telegram တွေကတော့မြောင်းစင်ကိုလေကြောင်းတိုက်ခိုက်မှုမှာအေအေတပ်ဖွဲ့ဝင်40နီးပါးတင်ဆောင်ပြီး80ကျော်တန်ရရလို့ဝါရဖြန့်ချနေကြတယ်။ဒေသခံပြည်သူတွေကတော့ဒီတိုက်တင်ဆောင်သူအလုံးအရက်သားတွေဖြစ်တယ်လို့ပြောတယ်။ရှင်အောင်သမိုင်းဝင်မျိုးဖြစ်တဲ့မြောင်းကို RK တပ်တော်က2024ဖေဖော်ဝါရီလရှင်မှာဗီသက်သိမ်းပိုက်ထိန်ချုပ်ခဲ့ရပဲဖြစ်ပါတယ်။အေကရခိုင်ပြည်နယ်မှာ16မြို့နယ်ရှိရတဲ့14မြို့နယ်ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးစစ်တွေကြောက်ဖြူမန်အောင်မြို့နယ်တို့ကိုတိမ့်ပိုက်ထိန်းချုပ်ဖို့ကြံနေပါတယ်။ စစ်တပ်ကအေးသိမ့်ပိုက်ထိန်ချုပ်ထားတဲ့ဒေသတွေကိုပြန်လည်ထိုးစစ်ဆင်ထိန်ချုပ်နိုင်တာမျိုးမဟုတ်ပဲပြည်သူတွေကိုဥတီပြီးတော့ဘုံကျက်တပ်ဖြတ်မှုမကြခဏလောက်တယ်2025ခုနှစ်ဩဂုတ်25ရက်ည7:00နာရီကျော်မှာလဲမြောင်မြို့တိုင်းကြီးရဲ့ကွက်ကောအနာသိန်းစစ်တပ်ကလေကြောင်းမှဘုံကျက်ခံရတာကြောင့်ဒေသခံစစ်နှုတ်သိမ်းဆုံးပြီး20တအုပ်ထံရရှိခဲ့ပါတယ်2024ခုနှစ်မတ်လ21ရက်ကလည်းမြောင်မြို့နီးမရဲရွာကိုစစ်တပ်ကပုံကျင်ကကလေးလေးဦးနဲ့အမျိုးသမီးတအုပ်တင်ဆောင်ပြီးအပြင်းထန်တဲ့အရာရှိသူ၁၀ဝန်းကျင်ရှိခဲ့ပါတယ်။ နားဆင်အားပေးကြတဲ့အတွက်တူပင်ကျေးဇူးတင်ရှိပါတယ်ရှင်